အခုလိုမျိုးနွေရာသီအရန်ကိုပူတဲ့နွေရာသီရောက်လာတဲ့ချိန်မှာကျွန်တော်တို့ရဲ့အဝိပူတဲ့တွေအဝိတ္တတာတွေအဝိဘုံတွေထဲမှာအဝိအများဆုံးနဲ့အသုံးများဆုံးအင်ကြီးအဝိစားတခုပြောပါဆိုရင်တော့စွကြဲလိုပဲပြောအောင်ပေါ့နော်ကျွန်တော်တို့အတွက်လည်းသိကြတယ်စွကြဲပဲစွကြဲကအခုအချိန်နေအခုခေတ်ကတော့ယောက်ျားလေး main ကလေးကလေးလူကြီးအကုန်ရောက်မကြံဝင့်နေကြပြီပေါ့နော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကစွကြဲတွေကဘယ်လိုစလာခဲ့တယ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတွေကိုပြောပြမယ်ပေါ့နော်ကျွန်တော်ကိုယ်နဲ့လည်းပြန်ပြီးတော့လေ့လာရင် င်တာငါဝိတ္တဆွကျဲကဘယ်ကလာတာလဲဘလို့ဖြစ်တာလဲဆိုတာဆက်ဆိုရင်းနဲ့အဲကျွန်တော်ဖတ်မှတ်ထားတာလေးကိုယုံဒီကနေပြန်ပြီးရယ် sharing လုပ်မယ်ပေါ့နော်။ Okay စကားအချိန်ပြောတော့ကျွန်တော်ဆက်လိုက်ရအောင်။ ဒီအခုနောက်ပိုင်းပေါ့နော်လူငယ်တွေကြားထဲမှာအရန်ခေစားနေတန်တော်တွေဥမာကျွန်တော်ဝတ်ထားတဲ့ပုံစံမျိုးတန်တော်တွေဆိုရင်ကျွန်တော်အိမ်မနေမဲ့အခုလိုမအိမ်မနေမဲ့ AC ဝတ်မလားဒီနေ့ပါလေးသွားလို့အချင်းပေါင်းမီတို့ပါ style pen တို့မဲ့ dresses dress down ဘလို့ပဲတက်တယ်လို့ဝတ်ဝတ်လို့ရတယ်စွန့်ကြေးဖြစ်နေပြီပေါ့နော်ဒီစိတ်ဝင်စားဖို့ကောင်းတာဗျာဒီပထမဆုံးစွန့်ကြေးတွေပေါ့နော်ပထမဆုံးစွန့်ကြေးတွေကကျွန်တော်တို့ယောက်ျားလေးတွေစပြီးဝတ်ခဲတာမဟုတ်ဘူးအမျိုးသမီးတွေစပြီးဝတ်ခဲတာပေါ့နော်အဘယ်ကစလဲဆိုကျွန်တော်ဒီ1920 Olympic မှာပေါ့နော်ဒီ တိန်အမျိုးသမီးရေကူးအသင်းကစပြီးတော့ဝစ်ခဲ့တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ရေကူးအကစားကတော့အလုံးသိတဲ့အတိုင်းမျိုးဒီလက်တွေပါတယ်ပြစ်ကူရတာဆိုတော့ဒီလက်မောင်းမှာအရင်ကလိုမျိုးအင်ကြီးလက်တွေပါတယ်ရှိနေတယ်ဆိုရင်လက်မောင်းလှုပ်ရှားရတာဒီအာဒီလိုဥမှန်ဒီပေါ့နော်ခန္ဓာကိုယ်လှုပ်ရှားရတယ်ကတိတ်ပြီးအဆင်မပြေတာထင်တယ်ပေါ့နော်ဒါကြောင့်သူတို့ဒီလက်ကိုဖြုတ်ချလိုက်ပြီးတော့တော့ဒီမှာ ဝုခေပုံစံအတိုင်းပဲပေါ့နော်အဒီမှာဒီမှာ strap နှစ်ခုနဲ့အဲဒီလိုမျိုးပုံစံဒီဇိုင်းပေါ့နော်အဲ့လိုကိုထွင်ပြီးတော့ဝတ်ခဲ့တယ်လို့ကျွန်တော်ကတော့ကျွန်တော်ထင်တယ်ပေါ့နော်ဒီကတော့သူတို့ရေကူးတဲ့အခါမှာအဲဝတ်ဖို့ရေကူးတဲ့အားကလပ်တဲ့အခါမှာနာကိုတိတိယောက်ယောက်အလှရှားလို့ရအောင်လို့ဆိုပြီးတော့ထွင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် ။နောက်ပြီးတော့ကျွန်တော်ဒီစွတ်ကြဲတွေကိုဒါအင်္ဂလိပ်လိုဆိုရင်ကျွန်တော် tan dot လို့ခေါ်တယ်ပေါ့နော်။1900ဝန်းကျင်မှာဆိုရင်တို့ဒီကျွန်တော်ရေကူးတဲ့ရေကူးကန်တွေကိုအင်္ဂလိပ်လိုဆိုရင်တော့ pool ဆိုခေါ်တယ်။ဒါပေမဲ့ axis ကဆို tank လို့ခေါ်တယ်လို့ပြောတယ်။ tan လို့ခေါ်တာကျွန်တော်ဒီ tank ဆိုတာကဘာတဲ့ရေကူးတဲ့နေရာရေကူးတဲ့နေရာကို tan လို့ခေါ်တယ်။ရေကူးတဲ့နေရာမှာသုံးတဲ့ဒီအဝတ်စားပေါ့နော်ဒီအပေါ်မှာဝတ်တဲ့ဟာစားတော့ကျွန်တော်ဒီအပေါ်ပိုင်းဝတ်စားကြရင်ကျွန်တော်အင်္ဂလိပ်လိုကြရင်ဒီ top လို့ပြောရတယ်ဒီနေရာမှာအဲကြောင့်တို့ဒီရေကူးတဲ့အဝတ်တဲ့နေရာမှာ သုံးနဲ့အပေါ်ပိုင်းအသုံးဆောင်ပစ္စည်းပေါ့နော်တန့်နဲ့တော့နဲ့ပေါင်းပြီးတော့ဒါတန့်တော့လို့ခေါ်တယ်လို့ဒါအသိရတယ်ပေါ့နော်အစိုးပါသူနာမည်ပေးရလဲကောင်းတာပဲဒါပေမဲ့ကျွန်တော်တို့မြန်မာတွေကဘာလို့ဆွကျဲလို့ခေါ်ရလဲမသိသိတယ်လို့တွက်ကြပဲပေါ့ကျွန်တော်လည်းမသိဆွတ်လိုက်မှကျဲသွားလား Okay အဲ့ဒါတွေတည်ရင်လည်းပြောပြပေးကြအောင်နော် ခုလိုမျိုးပေါ်တကယ်အားကစားသုံးဆောင်ပေါ့နော်ရေကူးအားကစားမှာသုံးတဲ့အဝိစားနေပြီးတော့နောက်ပိုင်း mainstream item တခု everyday wear item piece ခုကဘယ်လိုဖြစ်လာလဲဆိုတော့အဓိကကတော့ကျွန်တော်တို့သူတို့နိုင်ငံကရုပ်ရှင်မင်းသားတွေဇာတ်ကားတွေကြောင့်ဒီမှာကြောင်ကြာတစ်ခါဝင်မယ်နော်ဒီခုလိုမျိုးကျွန်တော်ဝတ်ထားတဲ့ body fit စကြယ်လေးတွေအကူအမှားယူနေဆိုရင်တော့ကျွန်တော် page ဖြစ်တဲ့ key online shopping page မှာအလာပြုပေးလို့ရပါတယ်။နာတိတ်မှန်ကြီးကြောင့်လို့ပြောလို့ရတယ်ပေါ့နော်။ဒီ1930 1940ဝန်းကျင်မှာဆိုရင် တန်တော်တွေကိုသူတို့ဒီ American စကားတွေထဲမှာဒီ feeling ဆက်ရုပ်တွေအဲတကယ်လူဆိုးကြီးတွေလူကြိုက်ကြီးတွေအာ rate တွေဒီမရင်းကောင်တွေပေါ့ဗျာအဲ့လိုကောင်မျိုးတွေအနောက်ပြင်သူများဘယ်လိုခေါ်လဲအဲ့လိုစွတ်ကြွေးတဲ့ကောင်တွေอ่ะဗျာဒီစကားထဲမှာဆိုရင် မိမကိုနှိပ်ဆက်တာတို့ပါဆိုအဲ့လိုကောင်မျိုးတွေဒီစွတ်ကြွေးဝစ်ကြတာအဲ့ဒါကြောင့်လည်းအဲ့သူတို့အာဒီရုပ်ရှင်တွေကအခေါ်ပေါ့နော်ဒီစွတ်ကြွေးဝစ်တဲ့ကောင်ဒီစွတ်ကြွေးကိုသူတို့ကဘယ်လိုခေါ်လဲဆိုတော့ white beater မိမကိုရိုက်တဲ့ကောင်အဲ့လိုခေါ်ရပါတော့အဲ့သူအမေရိကန်မှာတော့အဲ့လို beater လို့ခေါ်ရလားမသိဘူးကျွန်တော်ကြားဘူးတယ်အဲ့ဟုတ်လားဟုတ်မဟုတ်လားမသိအဲ့လို beater လို့ခေါ်တယ်ဒီစွတ်ကြွေးကိုလေဒီ white beater ပေါ့နော် main ကလေးနှိပ်ဆက်တဲ့လူငါဘီလင်းကောင်နေလူချမ်းကောင်နေဝစ်တဲ့ကောင်နေအဲ့ ိုက်ကနေပြီးတော့တဖြည်းဖြည်းနဲ့အာလူတွေတိလာတယ်ပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီကဲကို A list star တွေပေါ့နော်ဒီကဲကိုနာမည်ကြီးမင်းသားတွေဖြစ်တယ်ကျွန်တော်တို့အာကြိုက်မင်းသားတွေဖြစ်တယ်ဒီ Nicolas Cage တို့ Bruce Willis တို့တို့ရဲ့ဒီဇာကားတွေတို့ရဲ့ action ကားတွေရုပ်ရှင်တွေမှာမင်းသားတွေက Will Smith ကသူရုပ်ရှင်တွေအတိအတိုင်းမှာကဘာကျော်ရုပ်ရှင်တွေဆိုတော့သူဝတ်တဲ့စွကြေတွေကကဘာကျော် item တစ်ခုဘလို့ခေါ်လဲ piece တစ်ခု clothing piece တစ်ခုဖြစ်လာတော့လဲမဆန်းဘူးလို့ပြောရမှာပေါ့နော်အဓိကတော့သူတို့ရဲ့ဒီမင်းသားတွေအချင်းဒီ entertainment တွေ movie တွေ ရုပ်ရှင်တွေရောက်ဒီစွကြယ်တွေကအထွေထွေနဲ့ main street ရောက်လာတာပေါ့နော်နောက်ပိုင်းဒီ1980 1980ဝင်းကျင်လောက်မှာပေါ့ဗျာဒီသူတို့ဒီအနောက်နိုင်ငံမှာဒီ fashion ပုံစံတွေအကုန်လုံး celebrity တွေ entertainment တွေသူတို့ရဲ့ဒီရုပ်ရှင်ပုံစံတွေအရန်ကိုပွင့်လင်းမြင်သာပြီးတော့တော်တော်ကြီးကိုတိုးတက်ပြောင်းလဲနေပြီပေါ့နော် အဲ့အချိန်မှာဒီ1980လောက်မှာကခေတ်စားတဲ့ fashion ကဘာလဲဆိုရင်ဘာသာတူကိုကျွန်တော်မြင်အောင်ပြောရမယ်ဆိုရင်အာသူတို့အင်္ဂလိပ်လိုခေါ်ဆိုရင်တော့ bell bottom pant ညီမလေးခေါ်ဆိုရင်ကျွန်တော်ခေါင်းလောင်းပေါင်းမီတို့ခေါ်တဲ့ပေါင်းမီမှတ်မိကြသေးလားမသိဘူးနောက်ပိုင်းတော့ပြန်ဝင့်နေကြပြီလေအဲ့ပေါင်းမီတွေခေတ်စားရခြင်းသူ့ရဲ့ဒီပေါင်းမီတွေခေတ်စားရခြင်းမှာသူ့ရဲ့ဒီဒီ fashion တစ်ခုလုံးရဲ့ fashion sense ကကျွန်တော်ဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်တို့ဒီအပေါ်ပိုင်းကအကျက်ဗျာအပေါ်ပိုင်းရဲ့အကျက်လားတပြေးပြေးနဲ့အောက်ပိုင်းမှာနည်းနည်းအောက်ပိုင်းကျရင်ဒူလန်းလောက်ကျရင်ကားသွားတဲ့ပုံစံ ဒီတော့ဝစ်စားဝစ်တဲ့အခါအပေါ်ပန်းသူတို့အကြက်ဝစ်ကြတယ်ပေါ့နော်အကြက်ကဘယ်လိုဝစ်ကြလဲဆိုတော့ကျွန်တော်ဒီအောက်မှာဒီ tank တို့လိုမျိုး body fit tank တို့တွေစွတ်ကြဲခံဝစ်တယ်ပြီးအပေါ်ကသူတို့ jacket တို့ leather တို့ပါညာအဲ့ဒါတွေဝစ်မယ်ပြီးအောက်ကပေါင်းမီအပွားအဲတဲဘွားတို့နောက်ပြီးအဲ့လိုအဲ့လို bell band တွေအဲ့လိုဝစ်ကြတယ်ပေါ့နော်ဒီလိုနဲ့ပဲဒီစွတ်ကြဲတွေကတဖြည်းဖြည်းသူကသူ main stream ကိုရောက်လာတယ် everyday wear ဖြစ်လာတယ်တကယ့်ကိုနောက်ပိုင်းမှာတော့ဒီယောက်ျားလေးတိုင်းအာဒီအကုံလုံးလူငယ်တိုင်းကဲ့ မရှိမဖြစ်ပေါ့နော်ရှိကိုရှိထားတဲ့ item တစ်ခုအ clothing piece တစ်ခုဖြစ်လာခဲ့တယ်ပေါ့ဒါကတော့ဒီစွကြဲကသမိုင်းကြောင်းအချင်းချုပ်ပေါ့နော်ခုနောက်ပိုင်းမှာတော့ကျွန်တော်လူငယ်တွေကတော့ဒီစွကြဲတွေအကြိုက်ဝတ်အသေးဖြုတ်တာကျွန်တော်ဆိုရင်လည်းအသေးဝတ်တယ်ဒီမှာကြောင်ညာတစ်ခါဝင်မယ်နော်ဒီခုလိုမျိုးကျွန်တော်ဝတ်ထားတဲ့ body fit စွကြဲလေးတွေအကိုကမှားယူနေတယ်ဆိုရင်တော့ကျွန်တော် page ဖြစ်တဲ့ key online shopping page မှာလာပြီးဝယ်လို့ရပါတယ် ော်ကိုယ်တိုင်းလည်းအမြဲဝင်ပြီးတော့100% recommend ပေးပါတယ်။ Okay ညီကိုတို့ရောဘယ်လိုအကြောင်းအရာလေးတွေဘယ်လို growth အကြောင်းအရာလေးတွေသိကြည့်နေလဲ။အသိကြည့်နေတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အောက်မှာမှတ်ပေးခဲ့ပါ။အဲကျွန်တော်တကယ်လို့အဆင်ပြေတယ်ဆိုရင်ကျွန်တော်လည်းဗီဒီယိုလေးလုပ်ပေးခြင်းပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။တက်တာပါ။